Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ Sky Sport ရဲ့ Dimazio ကတော့ဒီ Jaden Sancho နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့မနေ့ကတည်းကတောက်လျှောက်ပြီးပြောနေတာအခုဆိုလို့ရှိရင်လည်း Napoli အသင်းရဲ့ဘက်ကတော့ Jaden Sancho ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီး သဘောတူညီမှုတချို့ရရှိထားပြီးဖြစ်တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဆန်ချိုရဲ့ဘက်ကတော့ဂျူဗင်တက်စ်တက်စားလို့ရှိရင်တော့နာပိုလီကို ပို့ပြီးတော့ဦးစားပေးအနေနဲ့ပြောင်းရွှေ့ကျင်တယ်ပေါ့ဆိုတော့ဂျေဒန်ဆန်ချိုအတွက်အပြောင်းရွှေ့တွေကအမှန်တကယ်ဖြစ်လာဖို့အတွက်ကိုအခြေအနေကောင်းနေတဲ့သဘောပါလည်းလို့စင်မှာသူပြောင်းကျင်တဲ့နာပိုလီနဲ့ပေါ့နော်ကျွန်တော်ဒီသဘောတူညီမှုရထားတဲ့တချို့ပေါ့နော်ကျွန်တော်ရထားတဲ့ဆိုတာမျိုးကကောင်းတဲ့အရာလို့ကျွန်တော်ထင်တယ်အဲ့ဒီသဘောတူညီမှုတချို့တွေမှာအသင်းနဲ့သဘောတူညီမှုရတာလားကျွန်တော်တို့ဒါ ဒီဘယ်လိုပြောမလဲကစားသမားနဲ့ပေါ့နော်ဟိုသဘောတူညီမှုရတာလားကျွန်တော်တို့ကမသိရသေးဘူးဒါပေမဲ့ဗျာသူပြောထားပုံကတော့နာပိုလီကဆန်ချိုနဲ့ဆန်ချိုကိုခေါ်ဖို့အတွက်သဘောတူညီမှုတချို့ရထားတယ်ဆိုတော့ဂျီဒန်ဆန်ချိုနဲ့ပေါ့နော်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတချို့လိုပဲကျွန်တော်ယူဆတယ်ဘာပဲပြောပြောပါအကယ်လို့ဒီပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတချို့သာဟိုလောက်ခလာစာတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အပြောင်းရွှေ့ကတော်တော်ကိုဟုတ်သွားပြီလောက်ခလာစာညှိနှိုင်းဆွေးနွေးရမှာကတော်တော်ကိုခဲရင်တာဆန်ချူကိုခေါ်ခြင်းနဲ့အသိဉာဏ်တွေက ဒါကြောင့်ဗောနဆန်ချူကိုလက်ရှိမှာနာပိုလီရဲ့ဘက်ကလည်းလိုချင်တယ်ဂျူဗင်တက်စ်ရဲ့ဘက်ကလည်းလိုချင်တယ်ဂျူဗင်တက်စ်နဲ့စာလို့ရှိရင်တော့ဗျာလက်ရှိမှာနာပိုလီကပူပြီးတော့အောင်မြင်နိုင်ချေများတဲ့အသင်းပေါ့ဟုတ်တယ်မလားအီတလီစီးရီးယားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါနာပိုလီတို့ဘာတို့ကလက်ရှိမှာဟိုဖလားတွေဘာတွေယူပြီးတော့အမှန်ကန်ခြေသွင်းနေပြနေတာစကောမက်တူမီနီတို့ဘာတို့တော့မှတကယ်ကောင်းတဲ့ performance တွေပါပြီးပြရင်းနဲ့အချီနီတွေကဟုတ်နေတာလေဟုတ်တယ်မလားเนาะဆိုတော့ဟို Juventus တို့ဘာလို့ကအရင်လိုမဟုတ်တော့တော်တော်ကြီးကြာသွားပြီဗျာ ဂျူဗင်တက်စ်မှာက financial ဘိုင်းညီမှာကိုအချင်းဒီတွေကဘယ်လိုကန်တာဒီဘိုင်းပဲဖြစ်ဖြစ်ဂျူဗင်တက်စ်ဟာအကြပတ်ကိုကျွန်တော်ရောက်နေတာဆိုတော့ဆန်ချိုအနေနဲ့နာပိုလီကိုပြောင်းကျင်တာကတော့ကျွန်တော်တို့ကမထူးဆန်းဘူးပေါ့နော်ဒါပေမဲ့လို့နာပိုလီကလည်းကစားသမားနဲ့တုပ်ပုပ်ကိုဆန်ရတဲ့သဘောတူညီမှုတချို့ရထားတယ်ဆိုတော့ဒါကောင်းတဲ့တစ်ချက်ပဲအဲကြောင့်ပေါ့နော်ဒီဒီနေရာမှာဟိုအပြည့်အဝမဟုတ်သေးပဲနဲ့ဟိုသဘောတူညီမှုတချို့လို့ပြောထားတဲ့အတွက်ကျွန်တော်တို့လောက်ခလာဇာပမာနာရီလာပြီးလို့ရှိရင်တော့မျိုးဒါဘယ်နှစ်စာရုပ်တန်းချုပ်ဆိုမဲ့ဆိုတဲ့သဘောတွေလာဘယ်လိုလဲပေါ့ တော့အသင်းထံပေါင်25တန်းနဲ့ကန်လန့်ရင်ဒီအပြောင်းအရွှေ့ကဖြစ်ဖို့ကျွန်တော်တော်အချိန်ကြီးများတယ်ဖြစ်မှလည်းကျွန်တော်ရမှာအပြောင်းအရွှေ့ကဆန်ဂျူကိုကျွန်တော်ရောင်းချမှကိုကျွန်တော်ဖြစ်တော့မှာဆန်ဂျူနဲ့ပတ်သက်ပြီးတော့အသင်းမှာဆက်ပြီးတော့ထားလို့ကျွန်တော်မဖြစ်တော့ဘူးစာချုပ်တက်တန်းကလည်းတစ်နှစ်လောက်ပဲကျွန်တော်ကျန်တော့တာဒီအပြောင်းအရွှေ့ကကျွန်တော်အကောင့်ထဲပေါ်သိနေပြီပေါ့နော်အကောင့်ထဲပေါ်သိနေပြီတခြားဂျေဒန်ဆန်ချူနဲ့ပတ်သက်ပြီးတော့မန်ချက်စတာယူနိုက်တက်ကလက်လွတ်ဖို့အတွက်အချိန်ကြီးကောင်းလာပြီကျွန်တော်တော့တော်တော်လေးဝမ်းသာတယ်အမှန်တမ်းပြောရင် ဟိုဒီမာဇီရိုဘာလို့ကပေါ့နော်တော်တော်ကိုယုံကြည်ရတဲ့ journalist လို့ကျွန်တော်ပြောလို့ရတယ်ဒီနေရာမှာတခုရှိတာကတခြားဒီကလပ်အသင်းတွေရဲ့ဘက်ကလည်းသူ့ကိုခေါ်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေတာတွေမရှိတော့ဒီအပြောင်းရွှေ့ကဖြစ်ဖို့တော်တော်အခြေအနေများလိမ့်မယ်လို့ထင်တယ်ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ဘက်ကလည်းဂျီဒန်ဆန်ဂျူနဲ့ပတ်သက်ပြီးတော့တိတ်လူချင်းရတဲ့အသင်းမရှိဘူးနံပါတ်1ကစားမဖြစ်သူရဲ့လောက်ခလာစာကတော်တော်ကြီးကိုအဟန်တိုင်းဖြစ်နေတဲ့အတွက်ဘယ်အသင်းကမှတိတ်ပြီးတော့မကြိုးပမ်းကြင်တာဗျာ ကစားမကူတိုင်းကလည်းပရီးမီးယားလေးအသင်းနေဆိုလို့ရှိရင်သူကလာစာကတိတ်လျှော့မယူခြင်းတဲ့ပုံစံမျိုးသူတည်တယ်ဟုပရီးမီးယားလေးကလပ်သင်းနေဆိုလို့ရှိရင်လာစာတက်နိုင်နေဆိုတာသူအေဂျင်တို့ဘာလို့သဘောပေါက်ထားမှာပဲလေအဲ့ဒီတော့မပြောင်းကျင်တာလည်းဖြစ်မှာပေါ့လေနော်ဆိုတော့ဟိုလာစာလျှော့မယူခြင်းတာလည်းဖြစ်မှာပေါ့ဒါကြောင့်ပရီးမီးယားလေးကလပ်သင်းရဲ့ဘက်ကတော့လက်ရှိမှာဂျီဒန်ဆန်ဂျူကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ဘယ်လိုမှကြိုးပမ်းကြတာဒီကျွန်တော်မရှိဘူးအကယ်လို့ပေါ့နော်တခြားဒီအီတလီစီးရီတို့ဘာလို့ဘက်ကအသင်းတွေကတကယ်ကျိုးပန်းလာရင်ဆိုအပြောင်းအကျွေးဖြစ်သွားနေတယ်အခုဆိုတင်းတင်းတွေကဟုတ်နေပြီ ဟိုဘွန်ဒက်စ်လီဂါအသင်းကြီးကလည်းစိတ်မဝင်စားဘူးเนาะတော့မွန်တို့ဘာလို့ဆိုလို့ရှိရင်ဆန်ချူရိုနဲ့ပတ်သက်ပြီးတော့သူတို့ဘလူးမန့်ဟိုဘယ်လိုရအတန်ထွက်ကြတဲ့နေရာမှာမပါဘူးဗျာเนาะပြင်သစ်လီဂူကလပ်သင်းကြီးရဲ့ဘက်ကလည်းဘလူးမန့်အတန်မထွက်ဘူးဆိုတော့ဆန်ချူရိုဘာလို့နဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့ဟာတော်တော်ကိုအလုလဝခဲရင်ပါတယ်ဒါကြောင့်ဒီတရင်ထွက်နေတဲ့เนาะဒီအီတလီစီးရီကလပ်သင်းနေနဲ့အရာအလုံးအလုဖြစ်သွားဖို့ပဲကျွန်တော်မျှော်လင့်ရမှာဆိုတော့အခုဆိုလို့ရှိရင်နာပိုလီရဲ့ဘက်ကလည်းစိတ်ဝင်စားတယ် ယူဗင်တက်စ်ရဲ့ဘက်ကလည်းစိတ်ဝင်စားတယ်။ကစားသမားကတော့နာပိုလီကိုပိုပြောင်းချင်ပြီးတော့နာပိုလီနဲ့လည်းသဘောတူညီမှုတချို့ရထားတယ်။ဆိုတော့အသင်းနဲ့ပေါ့နော်။အသင်းစီကိုကန့်လန့်လာကြဖို့ပဲကျွန်တော်လိုတော့တာ။ဆိုတော့အသင်းစီကိုကန့်လန့်လာရင်ပေါင်25တန်းကနေတန်း30ကြာပမာဏနဲ့ကျွန်တော်ကဒီပြောင်းရွှေ့ကဖြစ်ဖို့များတယ်။ညီကတို့ရောဘယ်လိုမြင်ရလဲ။ဂျီရန်ဆန်ချိုကိုနာပိုလီအသင်းထံပြောင်းရွှေ့သွားတာတွေမြင်ရလိမ့်မယ်လို့ညီကတို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်။